စတင်ပါလာအတွက်မိသားစုလွှဲပို့ငွေလားချုပ်စရင်ပေးပို့ရန်အေဂျင်စီ60ကျော်ကြန့်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်စက်တင်ဘာလအတွက်မိသားစုလွှဲပိုးငွေလားချုပ်စရင်ပေးပို့ရန်ကြန့်ရှိတဲ့အေဂျင်စီစရင်တွေကိုလုံသမဝင်ကြီးဌာနစိတ် migration channel ကထုတ်ပြန်ထားပါတယ်။အဆိုပါစရင်တွေအရလားချုပ်စရင်ပေးပို့ရန်ကြန့်ရှိတဲ့အေဂျင်စီပေါင်း62ခုရှိတယ်လို့သိရပါတယ်။ ဩဂတ်စ်လအတွက်မိသားစုလွှဲပို့ငွေလာချုပ်စရင်ပေးပို့ရန်ကြန့်ရှိတဲ့အေဂျင်စီပေါင်း100ကျော်ရှိခဲ့ပေမဲ့စတင်ပါလာမှာထော်ထွက်ခန့်ကြာစင်းခဲ့တာဖြစ်ပါထိတ်လာချုပ်စရင်ပေးပို့ရန်ကြန့်ရှိတဲ့အေဂျင်စီတွေအနေနဲ့ယခုလ15ရက်နောက်ဆုံးထားပေးပို့ရှာမှာဖြစ်ပြီးအချိန်မီပေးပို့ခြင်းမရှိပါကဗန်ချေးကောက်ခံသွားမှာဖြစ်တယ်လို့လည်းအတိပေးထားပါထိတ်လို့သိရပါထိတ်ရှင်